အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook ကောက်ကိုအခြားတယောက်ယောက်ကဝင်ထားလာပါဘောနော် login ဝင်ပြီးသုံးနေလားဒီလိုမျိုး login ဝင်ပြီးသုံးနေရဆိုရင်လည်းဘယ်နေ့ဘယ်နေရာမှာဘယ်အချိန်ကနေဝင်ပြီးသုံးခဲ့လဲစသဖြင့်ပြန်ကိုယ့်ရဲ့ Facebook ကောက်ကို login ဝင်ထားတဲ့ history တွေအသေးသေးစစ်ဆေးပုံစစ်ဆေးနည်းလေးကိုဒီနေ့ဗီဒီယိုလေးမှာအစာဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook ဆော်ရဲကိုတစ်ချက်ဝင်လိုက်ပါဘောနော်ဝင်ပြီးပြီဆိုရင်ကျွန်တော်အခုများလေးထုတ်ပြရတဲ့အချိန်မှာဒီညာဘက်ဆုံးမှာကိုယ့်ရဲ့ profile ပုံလေးရှိရပါဘောနော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက် ဲ့ပါခင်ဗျဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်အကုတ်နည်းနည်းဆွဲသွားလိုက်ပါတော့အကုတ်နည်းနည်းဆွဲသွားလိုက်ရင်ဒီနေရာမှာ setting privacy ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါခင်ဗျ setting privacy လေးကိုနှိပ်လိုက်ရင်ဒီနေရာမှာကျွန်တော်ဒီအပေါ်ဆုံးမှာ profile ပုံလေးနဲ့ setting ဆိုတာလေးရှိရပါတော့အဲ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒီ setting ဆိုတဲ့အစားလေးကိုပေါ့နော် ဆက်တင်လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာပဲအကောက်စင်နာဆိုတာလေးရှိရပေါ့နော်အဲ့ဒီအကောက်စင်နာဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်အကောက်စင်နာဆိုတဲ့နေရာမှာဟာဘယ်နေရာလဲလို့မရှိဘူးကိုကြိုက်တဲ့နေရာကိုနှိပ်လို့ရရပေါ့နော်ကျွန်တော်အခုအနီလေးတောင်ဝိုင်းပြထားတဲ့နေရာကြိုက်တဲ့နေရာကိုနှိပ်လို့ရတယ်ဒီစာပြားလေးကိုနှိပ်လဲရရဒါမှမဟုတ်ဒီလွတ်တဲ့နေရာကိုနှိပ်လဲရကြိုက်တဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ ်နေပြီးပြီဆိုရင်တော့ဒီအကောင့်စင်တာတွေကိုရောက်သွားလိမ့်မယ်ပေါ့နော်ဒီအကောင့်စင်တာတွေမှာဆိုရင်ကို Facebook password ချိန်ညင်တာရဲ့ဖြစ်ဖြစ်အာ Gmail ရဲ့ဖုန်းနံပါတ်တွေချိန်ညင်တာရဲ့ဖြစ်ဖြစ်ကျွန်တော်မွေးနေ့ချိန်ညင်တာဖြစ်အကုန်ချိန်လို့ရရပေါ့နော်ဒီထဲမှာကျွန်တော်တို့ကအခုလက်ရှိရတော့ဒီ Facebook ကျွန်တော်တို့ရဲ့ Facebook account ကို login ဝင်ထားတဲ့ device တွေကိုဝင်ဆက်မှာပေါ့နော်အာဘယ်သူကဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာဝင်သုံးခဲ့လဲဆိုတာတွေဝင်ဆက်မှာပေါ့နော်အဲအဲ့လိုမျိုးစစ်ဆေးဖို့အတွက်ဆိုရင်တော့ကျွန်တော်ဒီအောက်နားကိုနည်းနည်းဆွဲလိုက်ပေါ့နော်အောက်နားကိုနည်းနည်းဆွဲလိုက်ဒီညမှာ password and security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်တွေ့ရပါလိမ့်မယ်ခင်ဗျာ ဒီ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအာ password and security ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီအကူနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာအဟွဲ you are loaded in ဆိုတာလေးရှိရပါတော့နော်အဲ့စာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒီစာလေးပေါ့နော်ဒီစာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာ အဲဒါလေးကိုကြည့်နေလိုက်ပြီဆိုရင်တော့ရပါပြီခင်ဗျာဒီနေရာမှာကျွန်တော်တို့ရဲ့ Facebook ကောက်က Instagram ဘာညာနဲ့ချိန်ထားရဆိုရင်ဒီနေရာမှာ Facebook icon အပြင် Instagram icon လေးပဲပုံနေနိုင်နေပေါ့နော်ကျွန်တော်ကတော့မချိန်ထားရတဲ့အတွက်ကြောင့်မို့မှာ Facebook icon နဲ့ကိုယ့်ရဲ့ profile link လေးနဲ့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့လေးကိုချက်ထက်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာ အဲတစ်ချက်နှိပ်ပြလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာ login ဝင်လာတဲ့ device တွေအကုန်လုံးတွေ့ရပြီပဲဖြစ်ပါတယ်အဲအခုလက်ရှိအာဒီနေရာမှာ this device ဆိုပြီးတော့အစိမ်းရောင်လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးပေါ်နေတဲ့ device ကတော့ဒါအခုလက်ရှိအာဝင်ဆက်တဲ့ device ပေါ့နော်တနည်းအားပြောမယ်ဆိုရင်ကျွန်တော်အခုဝင်သုံးနေတဲ့ device ပဲဖြစ်ပါတယ်ဗျအခြားဒီနေရာအောက်မှာ history လေးရှိရပေါ့နော်ဘယ်အဘယ်ဖုန်းတွေဘယ်ကွန်ပျူတာတွေရနေပြီးတော့ဘယ်အချိန်မှာဘယ်နေရာနဲ့ဝင်ခဲ့လဲဆိုတာကိုဒီအောက်ကနေရာတွေမှာအသေးစိတ်ကြည့်လို့ရပါတယ်အဲကျွန်တော်ဒီမှာ ဟိုကျွန်တော်ရဲ့ဒီ CP2 ဆိုတဲ့ဒီပိုင်းနဲ့ပဲမနေ့ကဆိုရင်စင်ကူကနေပြီးတော့ဒီဝင်ဒီ2:36ညနေ2:36မှာဝင်သုံးခဲ့တယ်ပြီးပြီးဆိုရင်ဒီ Samsung Galaxy A34 ဆိုတဲ့ဖုန်းပေါ့နော် အဲဒီဖုန်းလေးကနေပြီးတော့ထိုင်းရနေပြီးတော့မနေ့က9နာရီ5မိနစ်ဒီညနေ9နာရီအော်မနေ့9နာရီ5မိနစ်မှာဝင်သုံးခဲ့တယ်ပေါ့နော်အဲဝင်သုံးခဲ့တယ်အဲပြီးရင် Vivo Y33S ဆိုတဲ့ဖုန်းကနေပြီးတော့ကျွန်တော်တို့ဒီမှာအော်မနေ့ကဒီမနေ့4နာရီခွဲမှာဝင်သုံးခဲ့တယ်စာကြည့်တဲ့ဖြစ်မှာနော်မှာကွန်ပျူတာရဝင်ထားရည်လည်းရှိတယ်အဲဒီလိုမျိုးကျွန်တော်အသေးလေးဆက်လို့ရပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့အဲ့ကိုမဟုတ်တဲ့အခြားဒီဘိုက်တွေကဝင်ထားရတယ်ဆိုရင်ကျွန်တော်အဲ့ဒီဘိုက်တွေကို remove လုပ်ပြခြင်းနဲ့လုပ်ပြလို့ရပါတယ်ပြ remove လုပ်ပြခြင်းတော့လွယ်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုရင်မကို remove လုပ်ခြင်းနဲ့ တပိုက်ကိုကျွန်တော်အစမ်းသဘောအနေနဲ့ပြပေးမယ်ပေါ့နော်ရမူလုတ်ကျင်တဲ့တပိုက်ကိုတစ်ချက်နှိပ်လိုက်ပါဒီ vivo y 33s ဆိုတာကိုတစ်ချက်လောက်ပြပေးမယ်ပေါ့နော်အဲ remove လောက်ချင်တဲ့ device ကိုတစ်ချက်နှိပ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာ log out ဆိုတာလေးရှိရပေါ့နော်နှိပ်လိုက်လိုမျိုးလေးပေါ်လာလိမ့်မယ်အဲ log out ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလိုက်အောင်ပါပဲအဲတစ်ချက်နှိပ်ပြီးလိုက်ပြီဆိုရင်တော့အဲ့ဒီ device ကအော်အဲ့ဒီ device ဆိုတဲ့နေရာမှာအဲ့ computer ဒါမှမဟုတ်အဲ့ phone ထဲမှာဒီ Facebook account က log out ထွက်သွားမှာဖြစ်ပါတယ်ဗျာကိုမဟုတ်တဲ့အခြား device တွေကိုပေးသုံးထားရဲ့ account တွေမဟုတ်ဘဲနဲ့အခြား device တွေကဒီနေရာမှာ login ဝင်ထားရဲဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ Facebook password ကိုချိန်တင်ပြီပေါ့နော်ဒီကျွန်တော်တို့ account ကိုအခြားတစ်ယောက်ကဝင်သုံးနေရဖြစ်တဲ့အတွက်ကိုရဲ့ Facebook account password ကိုကျွန်တော်ချိန်လိုက်ရင်အဆင်ပြေသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီ video လေးကိုတော့ဒီမှာပဲဆုံးသက်ခွင့်ပြုပါ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တူးချင်းတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ